ထိုင်းနိုင်ငံမှာကွန်ဒိုတိုက်ခန်းဝယ်ယူပြီးတဲခုခံအဖြစ်ပြန်ငားစားတဲ့တရုတ်တွေအေးအေးယူခံရတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကွန်ဒိုတိုက်ခန်းတွေဝယ်ပြီးတော့တဲခုခံအဖြစ်တဆင့်ပြန်လည်ငားစားတဲ့တရုတ်နိုင်ငံသားတွေစစ်စေးအေးအေးယူခံရတယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။တရုတ်နိုင်ငံသားတချို့ဟာအိမ်ဖြစ်နေထိုင်ဖို့ဝယ်ယူငှားရထားတဲ့ကွန်ဒိုတိုက်ခန်းတွေကိုဟိုတယ်မူတယ်ခန်းအသွင်ပြောင်းတရုတ်ခီးသွားဧည့်သည်ချင်းချင်းတိုးတိတ်ပြန်လည်ငှားရမှုတွေရှိတာဟာဥပဒေနဲ့မညီညွတ်တဲ့ပြည် ဲ့တဲ့တချို့ဟာစီကဲမဲ့တာပတ်ဝန်းကျင်ကိုအနှောင့်အယှက်ပြုတာတွေကြောင့်တာဝန်ရှိသူတွေကတွားရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ခရိုင်အုပ်ချုပ်ရေးရုံညွှန်ကြားရေးမှူးချုပ်ဟိုတယ်များမှတ်ပုံတင်ခြင်းနဲ့ဝန်ဆောင်မှုဥပဒေဌာနခွင့်ညွှန်ကြားရေးမှူးနိုင်ချိုင်းဝက်ချွန်ထီရာဖုံးကသတင်းတောက်တွေကိုပြောပါတယ်ထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူမှုအမြင့်ဆုံးစင်းမှာတရုတ်ကထိတ်ဆုံးကနေရပ်တည်နေတာဖြစ်ပါတယ်အထူးသဖြင့်ဘန်ကောက်မှာဝယ်ယူတာဖြစ်ပါတယ်ဘန်ကောက်စုခိုးဝင်းနယ်မြေမှာရှိတဲ့တရုတ်နိုင်ငံသားတွေလာရောက်ငှားရမ်းနေတဲ့ကွန်ဒိုတိုက်ခန်းတွေထဲမှာ တရုတ်ခီးသောဧည့်သည်အများအများလာရောက်တဲခိုးဝင်ထွက်သွားလာနေတာတွေအများသောတက်လီကာကိုအလွန်အကျွံသုံးပြတာကြောင့်ပျက်စီးပြီးမကြာခဏပြုတ်ပြင်ရတာတွေအပေါ်တက်ရန်ဒါဘော်ကနေ secret တောက်ပြီးစီကံမဲ့ပြားတွေကိုစီးမဲ့ကံမဲ့ချွေချတာကြောင့်မိဘွားတွေလွန့်စင်ကြမှုတွေမိပေးအန်ရဲတွေစူညံအတန်တွေပြုတ်လွယ်ဆိုပြီးကိုလိုတိုက်ခန်းပါရှင်တဲ့အခန်းနီနာချင်းငါဟုကထွေထွေအုပ်ချုပ်ရေးဌာနပြည်သူ့ဟစ်တိုင်ဌာနမှာလာရောက်တိုင်တန်းခဲ့တဲ့ဆိုပါတယ် ဒီကိစ္စဟာထိုင်းဒူးဝန်ကြီးချုပ်နဲ့ပြည်ထောင်ဝန်ကြီးထိပေါက်ကြားသွားပြီးသက်ဆိုင်ရာကစစ်ဆေးရေးယူဖို့ညွှန်ကြားခဲ့လို့တာဝန်ရှိဝန်ထမ်းတွေက အခန်းငှားလို့တဲ့ခီးသည်အသွင်ယူပြီးတော့တွားရောက်စုံစမ်းခဲ့တယ်ဆိုပါတယ်အဲ့ဒီဝန်ထမ်းတွေဟာအခန်းနှခန်းကိုတွားယူပြီးဝင်ရောက်တဲခွတာမှာအမှန်တကယ်ဟိုတယ်လိုအခန်းဖွင့်ပြီးတော့ပြန်ငှားစားနေတာကိုသိရပါတယ်ကြားသိငွေမှာတခန်းကိုတညစာ82.43ဒေါ်လာကြားသိပါတယ်ဒါနဲ့ပဲ အုပ်ချုပ်ရေးမှုတွေနယ်မြေခံရဲတွေလာဝကရဲတွေဟိုတယ်လုပ်ငန်းကတာဝန်ရှိသူတွေပါတဲ့ပူပေါင်းဖွဲ့တွေကတွားရောက်စစ်ဆေးဖမ်းဆီးရေးယူခဲ့တယ်လို့ဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီး Airbnb Airbed Breakfast မြင်းနဲ့ WhatsApp ဖွင့်ပြီးတော့ဟိုတယ်ခန်းကျင်ညာတဲ့တရုတ်မျိုးသားယိုချီဆိုသူနဲ့အပေါင်းပါနှုတ်ကိုဖမ်းဆီးလိုက်ပါတယ်ဒီလိုတရားမဝင်အခန်းပြန်ငှားစားတာဟိုတယ်များဆိုင်ရာ ပြဋ္ဌာန်းချက်ဥပဒေချိုးဖောက်ရာကြာနေပါတယ် လာတဲခိုတဲ့နိုင်ငံခြားသားတွေဟာလာဝကယုံမှလည်းအစင်းတန်ကြတာမရှိပါဘူး။ဒါကြောင့်နိုင်ငံတော်လုံခြုံရေးဥပဒေကိုပါချိုးဖောက်ပါလေ။နိုင်ငံခြားသားတယောက်ဟာထိုင်းနိုင်ငံမှာမိတင်းနေထိုင်ဖို့အလို့ငါကွန်ဒိုဝယ်ယူငှားရမ်းနေထိုင်ခွင့်ရှိပေမဲ့အခန်းဖွဲ့ပြီးတော့ဟိုတယ်အသွင်ပြန်လည်ငှားရမ်းခွင့်မရှိပါဘူး။ဟိုတယ်မိုဒယ်ဆိုင်ရာဥပဒေအရဆိုရင်တစ်နှစ်တည်းမပူတဲ့ထောင်ဒဏ်ဒါမှမဟုတ်ဘတ်2000ထပ်မပူတဲ့ငွေဒဏ်ထောင်ဒဏ်ငွေဒဏ်မှာနှစ်မျိုးလုံးကြာခံရမှာဖြစ်ပါလေ။ ပြစ်မှုထပ်မံကျူးလွန်ရင်တော့တနေ့ကိုပတ်တသောပေးဆောင်ရပါမယ်။ထိုင်းတာဝန်ရှိသူတွေကတရက်ထဲမှာပဲဘန်ကောက်ဝှေ့ခဝမ်းစူတီဆန်အဲ့ဒီနယ်မြေမှာရှိတဲ့ကွန်ဒိုတိုက်ခန်းနဲ့ဟိုတယ်တွေကိုတွားရောက်စစ်ဆေးခဲ့ပြီးဥပဒေနဲ့မညီညွတ်တဲ့နိုင်ငံခြားသားတွေကိုပြန်လည်မှားရတဲ့အခန်း53ခန်းမှာ The Edina Hotel အခန်း120ပါ The Ocean Hotel နဲ့အခန်း68ခန်းမှာ Chanan Hotel တို့ကိုပါအေးအေးယူခဲ့တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။